မြန်မာနိုင်ငံရဲ့ထိတ်တန်းဆိုတော့ဖြစ်တဲ့ဆဆန်ခန်းလိုက်ရဲ့လောရက်တွေကြောင်းတနိုင်ကလုံးကအောင်းအောင်ခဲ့ရပါတယ်ဒီကနေ့မှာတော့ဆဆန်ခန်းလိုက်နဲ့ပတ်သက်ရင်ပြောစရာတစ်ခုရှိတာပေါ့လေပထမတစ်ခုကတော့ဆဆန်ခန်းလိုက်ရဲ့ပြည်ခါကျတော့ဘန်နီဖြိုးနော်ဘန်နီဖြိုးရဲ့ကသူတို့နှစ်ယောက်ကသူတို့အားလုံးသိကြရီစောချစ်သူနော် BGF ဥက္ကဋ္ဌဖြစ်တယ်နော်ဘုချုပ်စောချစ်သူနဲ့ပူးပေါင်းပြီးတော့ကြားဖြန့်ကိစ္စမှာပအဝင်ပတ်သက်မှုနော်သူတို့ကဒါဝင်ရင်းနှီးမြှုပ်နှံမှုတွေ ွားလုပ်ခဲ့တာဖြစ်တဲ့အတွက်တိုင်းကလုံးကတော့ဒါကျွန်တော်တို့ဆက်ဆက်ခန့်လိုက်နေဘန်ဒီဖြိုးကိုတွားရောက်ဆဲဆူနေကြပြီလေဖြစ်ပါတယ်နော်ကျွန်တော်ဆောချစ်သူဆိုတာကတော့အမေရိကန်ကတော့ကျွန်တော်တို့ဖန်ဝင်ထုတ်ထားတဲ့ကောင်များဆိုတော့ဆက်ဆက်ခန့်လိုက်တို့အနေနဲ့ကိုလိုမျိုးတွားပြီးတော့ရုံတော့မနေသင့်ဘူးပေါ့နော်ဒါကိုကျွန်တော်နည်းနည်းပြောချင်တာပါနောက်တစ်ခုကတော့ဆန်းဆန်းခန့်လိုက်ရဲ့เนาะကျတို့ဥယေကန်စားလားလို့ပဲပြောရမလားဆန်းဆန်းခန့်လိုက်ယုံသိမ်းပြီဆိုရင်တခုခုဖြစ်တယ်ဗျအများကြီးဖြစ်နေတာ ခုလေသူပြင်ဆက်လက်ရုပ်ရှင်ဇာတ်ကားကြီးယုံတင်တော့မဲ့အချိန်ချမှာယုံတင်တဲ့အခါချမှာပေါ့နော်ကျွန်တော်တို့ဒါကပစီဝါရေးနော်နိုင်ငံရေးကတော်တော်လေးကိုအပြောင်းလဲကြီးကြီးမားမားဖြစ်သွားတယ်အရှိလေပိုင်းမှာအစရီနဲ့နော်ဒါကျွန်တော်တို့အီရန်တို့တိုက်ခိုက်မှုဖြစ်သွားတယ်ပေါ့နော်အစရီကအီရန်ကိုဒါတကယ်ကိုမှကြီးမားရေးဆက်စီရေးနဲ့ပြခတ်တိုက်ခိုက်လိုက်တာကိုတွေ့ရတယ်ဆိုတော့အခုလူမျိုးနော်ပြည်တွင်းရေးကပရေးနော်စီဝါရေး မျိုးစုံပြောင်းလဲသွားတယ်ပေါ့နော်အခုအရှိလီဘိုင်းမှာတော့ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ share series ဆိုရင်လည်းတက်တယ်ဗျာနော်ကျွန်တော် stock market တွေဆိုရင်တောက်ရှောက်ဝကြာတာ problem ရဆန်းဆန်းခန့်လိုက်ယုံတင်တဲ့ခါကြာမှာနော်အခုလိုမျိုးဖြစ်နေတတ်တဲ့ပုံမှာတော့တနိုင်ငံလုံးကပြည်သူတွေကဆန်းဆန်းခန့်လိုက်ကိုနော်ချစ်လို့ပေါ့နော်အခုလိုမျိုး